ပင်မျိုးသားစီယုံ KNU ဘိုးဌာနချုပ်ကိုစစ်ကောင်စီတပ်ကအသေးခံ drone တွေနဲ့၃ချိန်လာရောက်ပုံကျဲတိုက်ခိုက်သွားခဲ့ပြီးဌာနဆိုင်ရာရုံးနေရာအနားကြားရောက်ပောက်ကွဲခဲ့ကလူထိခိုက်မှုမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေကတလွင်ထမ်းမှုပြောပါရယ်မက်ရှာဆက်ရှင်ရဲ့နေ့အစောပိုင်းမှာစစ်ကောင်စီတပ်ရဲ့ drone တွေကကရင်ပြည်နယ်လှိုင်းပွဲမြို့နယ် KNU တပ်မခွင်းနယ်မြေထဲကဘိုးဌာနချုပ်တွေကိုဥတီပြင်းမှန်ထားပြီးလာရောက်ပုံကျဲတိုက်ခိုက်သွားခဲ့တာပါ ဒရုန်းပုံကျဲတိုက်ခိုက်မှုကြောင့် KNU ဘိုဌာနချုပ်တဲခဌာနဆိုင်ရာရုံးမြေနေရာမှာကြားရောက်ပေါက်ွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိဘဲရုံးအစာအုပ်ခေါင်းမိုးအနည်းငယ်သာထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU တပ်မခွန်းတဲ့သတင်းရင်းမြစ်တအူးကဆိုပါတယ်။ ် KNU ဘိုးဌာနချုပ်ကိုလိုက်ရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ဒရုန်းတွေဟာလိုင်းပွဲမြို့နယ်ရှမ်းရွာတင်းမြို့အခြေဆိုင်ဘျူဟာစခန်းကုန်းကဒရုန်းတွေဖြစ်ကြပြီးအဲ့ဒီဘျူဟာစခန်းကလည်း KNU ဌာနချုပ်နေရာပါဝင်တမခွနဲ့နယ်မြေထဲကတခြားစခန်းတွေအပေါ်လည်းမကြာခဏပုံကျဲတိုက်ခိုက်နေခဲ့တာပါပြီးခဲ့တဲ့မတ်လ14ရက်နေ့ကလည်း KNU တပ်မခွနဲ့နယ်မြေထဲကစစ်ကောင်စီတပ်စခန်းဖြစ်တဲ့ပူလူတူတပ်စခန်းကို KNL KNDO ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းယူခဲ့ပြီးစစ်ကောင်စီတပ်က12ဦးသေဆုံးခဲ့တယ်လို့73ဦးကတော့ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ပါတယ်။ KNU ဘူဌာနချုပ်ဟောင်းဖြစ်တဲ့မာနေဘလောကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းက KNL KND ကိုတော်လှန်ရေးပူးပေါင်းဖွဲ့တွေကတင်းယူလိုက်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်က KNU ဘူဌာနချုပ်နေရာကိုဒရုန်းတွေနဲ့၃ချိန်ထပ်မံတဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိနေရာယခုနှစ်2025ဇန်နဝါရီလ31ရက်နေ့မှာကရင်တော်လှန်ရေးနေ့မှာလည်းဒရုန်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ် KNU တပ်မခွနေနယ်မြေထဲမှာစစ်ကောင်စီတပ်ရဲ့စခန်းတွေဖြစ်ကြတဲ့မာနယ်ပလောဒေသက စခန်းတွေနဲ့ပိုင်းကြုံမြို့နယ်ပူလူတူစခန်းတို့ကို KNLA KNU ကိုပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းယူလိုက်ပြီးတဲ့နောက် KNU တပ်မခွနေနယ်မြေထဲမှာစစ်ကောင်စီတပ်နဲ့ဒေါ်လာရင်အင်အားစုပူးပေါင်းဖွဲ့ရကြနှစ်ဖက်စစ်ရေးတိုက်ပွဲတွေပြင်းထန်လျက်ရှိနေတာဖြစ်ပါတယ်။